မြန်မာစာပေပရိသတ်ကြီးမင်္ဂလာပါခင်ဗျာအခုလိုတကြံအချိန်ခါလေးမှာ စာပေချစ်သူပရိသတ်ကြီးတွေ အပန်းပြည့်စည်ဖို့အတွက်ရတ္တစာပေစောင်းပါလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်ဒီစောင်းပါလေးကိုတော့ဆ ्याम ကုမုဒ္ဒရာကရေးသားထားပြီးတော့2022ခုနှစ်ဧပြီလတုန်းကငွေတာရီမဂ္ဂဇင်းကနေထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်စောင်းပါလေးရဲ့အမည်ကတော့ပဒအူးကိုပံပူးသူလို့ခေါ်ပါတယ်ခင်ဗျာ ပဒါဦးကိုပံ့ပိုးသူဆရာကြီးတက္ကသိုလ်ဖုံးနိုင်ပဒါဦးဟူသောအတုံးတုံးလေးကိုချီ၍၎င်းမြေကို ကျွန်တော်သည်နှစ်သက်စွာကပီးထိုးထားဖို့ဤချစ်တော်နွေရာသည်ဝဲကျွန်တော်သည်ချစ်ဦးသူကိုပဒါဦးတစ်ခက်ပံ့ပေးခဲ့ဖို့ဤလူရောက်လေတိုင်းအကျိုးပတော်တို့ဤချိုးလောက်သောတင်းရနံသည်၎င်းဝါဝင်းသောအစင်းတက်သည်၎င်းဤကာလသည်ကနွေဦးဟု လေယူနှင့်အတူစော်သွေးရင်းကပီးတက်ဆင်လာခဲ့တတ်၏ကျွန်တော်သည်နှွေနှင့်အတူပတောက်ကိုလည်းချစ်မှတ်ခဲ့ဘူးပါသည်ဆိုရတော့ချစ်မှတ်စေတန်တဆဲရဲ့ပါတခါကနှွေဝဲကျွန်တော်သည်အချစ်ဦးကိုပတောက်ဦးတစ်ခက်ပန်ဆင်၍ပေးခဲ့ဘူးပါ၏ဆရာကြီးနန္ဒသူ၏အိမ်ရမနိုးလက်တော်ဝိထုမှာပတောက်ခက်ဝင်းဝင်းနှင့် ပတောက်ရွက်စိမ့်စိမ့်သည်၎င်းဆရာကြီးတက်သူဖုံးလာ၏ပတောက်ပွင့်စဲလာတာစဲဝယ်မှလားရောင်အောက်ကပတောက်ပင်သည်၎င်းကျွန်တော်ဤအနုတရစာရင်ချစ်သူနှလုံးသားတစုံဝယ်ပုံခိုရင်နေရယူခဲ့၏ဂျိုင်သောယနံတခဲနဲ့သောယနံတို့အပြင်ခေါင်းဆောင်ကောင်းနေတူသောပြားရုပ်အသွင်ပတောက်သည်စိမ့်သောအရွက်ကအနှက်ရောင်သူလူကတိုက်တိုက်မြင့်မြတ်ရှိလာ၏ သူပွင့်လင်အပတရဝင်းကထင်ကတလောကလုံးကိုတောက်ပလာစီဤအနီပတောက်ကိုကျွန်တော်ကချစ်ပါသည်ထို့တူကျွန်တော်နှင့်ပတောက်ချစ်သည့်ချစ်သူလေးကိုလည်းတန်ရောစင်တောင်ထူးကနှက်ဆိုင်ခဲ့ပါ၏ထို့နေ့ကတကြံမှုခတ်ပြီးပြေဝဲငုံခဲနေသောပတောက်ဘူးတို့ကအာကျူးမန်တက်ပွင့်အားလာခဲ့ကြပါ၏ဖျားကိုအရင်လူပါတော့တာ ကျွန်တော်မိသည်ပတောက်တပွေးနှင့်ကျွန်တော်ကိုအရင်မျက်နှာဖြင့်ပြောလာ၏ဟုတ်ပါရဲ့စောစောစီစီဘယ်ခါမှမလို့သည်ကျွန်တော်သည်ဤပတောက်ပင်ကိုဓာမီတထိုးထိုးဖြင့်ကြည်ရင်ညကအေးရပြက်ခဲ၏သူပွင့်မြီကိုတည်သည်ဒို့မှုကြောင့်အိတ်မပြောနနက်ပင် ကောင်းကောင်းမလင်းသေးအပင်ပေါ်ရောက်၏လှပေဟူသည့်အခက်ကြီးများကိုရွေးချယ်ခူးယူခဲ့၏ ဟုတ်ကဲ့ပါမမေမမေကရေတော့ကျွန်တော်လဲလိုက်ရည်ရှဲရရဲ့ချင်းကြောင့်ကျွန်တော်အတန်ဒီလုံထွေထွေဝါတတာဖြစ်နေကြည်ကိုင်ပေးမမေကိုကျွန်တော်ကဖះအအတွက်ဥချဤပန်းနဲ့ဒီရင်ကိုလန်းစေဤညာကအိုက်တီကြောင့်စောစည်းစွာရေချိုးထားသောမမေသည်တနခါပြပြလေးလင်း၍ချက်တီရှိလာပေသည် ပထောင်နှံ့သည်တနခါနှင့်နှင့်မိတ်ဆွေဖွဲ့နေတော်၏ကျွန်တော်ကမိသိန်းဟုချစ်စနိုးခေါ်သောတင်းမြမြလိုင်ဟုအမည်ရှိသည့်ချစ်ဦးသူသည်ကျွန်တော်ထက်၅နှစ်ခန့်ငယ်၏တငယ်ချင်းအောင်ထက်၏နှမငယ်ဖြစ်သောမိသိန်းကိုကျွန်တော်သည်မြင်မြင်ချင်း တွေ့တာမိညာမိသိန်းကမူတစားတစားမှတန်ရောစဉ်ဖြစ်ခါနှောင်ဖွဲ့ခဲ့ပါသည်ဟုဆိုလေသည်ငကိုကအောင်ထက်နှင့်တွေ့ရန် လက်ဖေးဆိုင်တွင်ချိန်တက်တော့ကျွန်တော်သည်ယခုကမူအောင်ထက်ဤအိမ်သို့သွားခြင်းလာ၏မိသိန်းရှိရာနေရာသည်လက်ဖေးဆိုင်မဟုတ်ရာကကျွန်တော်သည်အလွန်ကြိုက်သောလက်ဖေးဆိုင်ကိုပင်ရှောင်ဖယ်တက်လာ၏မင်းဘလို့ဖြစ်လို့ငါအိမ်ပဲလာခြင်းနေတာလဲကွဆိုင်ကူလာပါဆိုတိတိကြီးနဲ့မျက်နှာတီကပြောတော့အောင်ထက်ကိုကွယ်ရာရောက်မှလက်တီးပြရ၏သူက တဝါးဝါးရေရင် င်းကိုရောက်ဖတ်တော်ရမှာတမျိုးကြီးပဲကွာတခုတော့ရှိတယ်ငါဝေးရောက်နေတဲ့အချိန်တွေဆိုရင်တော့ဟွန်းမင်းကမှစိတ်ချရတယ်လို့လို့ဘာလို့လို့ပါကွာဟုဂျေနှော၍ပြောတတ်၏မိမိထက်များစွာငယ်ရွယ်သူလေးပင်မို့စာကအစကျွန်တော်ကပင်တင်လေသည်စာရေးဝါသနာပါ၍မဂဇင်းများတွင်လက်တဲ့ဆန်းစားကျွန်တော်သည်မိသိန်း၏ចောင်းစာစီသားကုန်များအတွက်ဆရာကြီးဖြစ်လာ၏ 1989ခုနှစ်တွင်မိသင်းသည်ဆယ်တန်းသို့ရောက်၏ကမ္ဘာကလေးများနှင့်ဟူတတ်မှတ်ထားသောနှစ်ပင်မူ1909ဘတ်စုံတိုးဖွံ့ဖြိုးဆန်တဲ့ကလေးများနှင့်ဟူသောခေါင်းစဉ်ဖြင့်စာတီစာကုန်းပြန်ရာတွင်ဒုတိယဆုခြေခဲ့သောမိသင်း၏ဝါကြများစွာမှာကျွန်တော်အာပေါ်နှင့်ကင်းပါသည်ဆိုသောမှားချိန်မိသည်မင်းကတော့စာရေးဆရာမဖြစ်ခင်ရှဲလို့ရင်ဖြစ်နေပါလား အောင်ထက်ဤရေစကားမောစကားမိသိန်းဤတခိခိရေတံကျွန်တော်ဤជីနူးပြုံးဂျင်နာအပြုံးလေးကလေးတိုးဝေဝေဝဲဂျင်နာရိတ်တီအေးမြလာဤနှွေးထွေးသောမိသားစုနှစ်စု ပေါင်းယုံကကျွန်တော်တို့နှစ်ဦးကိုအတိမတ်ပြုခဲ့ကြဤထိုနှစ်တွင်ဤတင်းကြံတန်ကြအဖွဲဝဲကျွန်တော်ဝင်ပြိုင်သည်၌အားပေးသည်ကလည်းသူပါပင်စင်အောက်ကလက်ခုပ်တီး၍အားပေးနေသူ သူကလေး၏ခေါင်းဝယ်ပထောက်အတုလေးပန်းစင်ထား၏တကြံမိုးမရွာသဖြင့်ထိုနှစ်ကရှေပထောက်တို့အယောင်နောက်ကြသည် ဖြစ်ရာကချစ်သူမိတင်လေသည်အနီတကြံကိုပထောက်တူဖြင့်ဆင်နွှဲရရှာ၏ကျွန်တော်တို့၏ခစ်ကိုလွှမ်းမိပြေသားမောင်တန်ချက်အဖွဲပြန်ရာမန္တတိုင်းတွင် သူရှိ၏ဝုံဝင်းပပသူမျက်နာလေးကိုဆင်ထက်မှလှမ်းကြည့်မြင်ရလျင်ပင် အာရုခွန်တို့တက်ခါကျွန်တော်သည်အာရပါရအတုံးတော်ခံတော်၏ဝင်းဝင်းဖန်ဖန်သူ့မျက်နှာရှင်းရှင်းတန်တန်လှရဲ့ဗျာရှင်းရှင်းတန်တန်လှရဲ့ဗျာဝင်းဝင်းဖန်ဖန်သူ့မျက်နှာသူ့မျက်နှာခြေစဉ်ဖြန်းတော့နှုတ်ခမ်းလေးစုကညီညူစမ်းနဲ့လှပြူပြူရာတကြားမင်းသာတည်သွားရင်အော်မှတ်ချက်ယူသွားမှာတတိထားပါ သူချစ်သူဆိုရင်ဟန်ရေးပြနေသည်ကိုသူကြည်နူးစွာအပိတ်၏ကြီးတော်မှဆက်ဆရာကြီးဟုပြောကာနောက်လေသည်ပွင့်တစ္ဆအရွယ်တို့၏ချစ်ချင်းရွှေရင်တိမ့်တစ်ကာလာသည်နှွေဤအူးအဆဝဲပေါ်တော်တန်လေးနှင့်ပွဲဦးထွက်ခဲ့၏ဤသို့ဆိုလျှင်ကျွန်တော်သည်နှွေဦးကိုကြံဖန်ချစ်ခဲ့၏လေးမျက်စွာကျင်နာမြန်လို့နိုင်ခဲ့၏တတုံတုံဖြူသောနှွေဦးလေးနှင့် တချမ်းချမ်းသိန်းသောပထောင်မင်းသည် ကျွန်တော်ရင်ကိုခုံစေ၏။ဆွမ်းအားတစ်တို့ပြေးဝစေ၏။လူဦးဤလေယူးလေးနှင့်တူသောမိသိန်းကိုကျွန်တော်သည်ချစ်သူနှင့်တပေါ်နှမငယ်လိုတနည်းခလေးလေးလိုတသွဲဖြင့်အဖက်ဖက်ခကျင်နာခဲ့ပါ၏။သူကောလိပ်နှင့်ရောက်ချိန်တွင်ကားအဝေးသို့ပြောင်းရန်အကြောင်းပေါ်လာ၏။ဖခင်ဖြစ်သူကွယ်လွန်ခြင်း၏နောက်ွယ်မှာလှုပ်ခတ်သွားသောအကြောင်းရင်းများသည့် နေကြည်တွေးလူတွေ့စေရေခဲပြင်လဲဘဝဤအကြောင်းကိုဖန်တီးလာခဲ့တော်၏။ရိုင်နှင်းနှင့်စီးပွားရေးအခြေအနေသည်မိသိန်းတို့မိသားစုကိုအဆွေမျိုးများတောင့်တင်းရာဝိတမြေတနေရာဝဲအခြေချစီရန်စေစော်ပေးခဲ့၏။စာရီမပြတ်ရေးပါမယ်။သူဆိုလေတိုင်းကျွန်တော်လဲတပတ်တစ်ကြိမ်စာထည့်မည်ဟုကတိပေး၏။ဆွေးလျသောမျက်ဝန်းနှက်တို့သည် ကျွန်တော်ယင်ကိုနာကျင်စေ၏တတ်မတော်ဝဲတာဝန်ထမ်းဆောင်ကအဝေးမြေသို့အရင်ရောက်နေနေသောအောင်ထက်ကမူမိသားစုနှင့်ရောကျွန်တော်နှစ်ပါအရင်ပို၍ဝေးသွား၏သူနှမငယ်ကိုကျွန်တော်ထံစိတ်ချစွာအံ့နံထား၏တဖန်သူကစောစွာအိမ်အောင်ကြ၏ဒီတော်လဲအိမ်အောင်တဲ့တို့ဤတာဝန်လုပ်ငန်းတာဝန်များကြောင့် တငယ်ချင်းနှင့်ပို၍ပို၍ဝေးရပြန်လေသည်1989ခုနှစ်ကတကြံရည်သည်သာအေးမြလျက်နောက်အခါများဤတကြံမှမူအငွေအသက်ကင်းလာကြ၏ရန်နေရာတစ်ခု၏လက်ပတ်ချင်းသည် ပုံမှန်သာဖြစ်လျက်အုံနောက်တစ်ခုနှင့်နှလုံးသားတစ်စုံတို့၏လက်ပတ်ချင်းတို့မှမူဒံရတကြက်တို့များလှပြီးတကား ီတို့ဆိုစီကျွန်တော်ဤပထအူကမူကာလအချိန်တိုင်းမှုပြန့်မြဲတာအချိန်တို့ရက်တက်မှသာပထောက်ရနံ့ပြည့်စီရမည်ဟုကျွန်တော်သည်တန်သိထံချထားခဲ့၏ရှင်မာဆုလူပထအူသည်ကူလူရှက်နွယ်ရင်းနှသွဲတို့မပြေတက်သည့်ဖြင့်မှုမြဲမှုစဲနေသည်တကားကလောက်ကလောက်မြည်အောင် အသံထွက်ရန်လက်ထည့်၍လှည့်ရသောဖုံးဝိုင်းဝိုင်းများသည်ကျွန်တော်၏အားထားရာများ ဖြစ်လာ၏ကိုယ်တိုင်ကဖုံးမရှိမိသင်းတို့အိမ်မှာလည်းဖုံးမရှိဤတွင် နီးစပ်ရာဖုံးတဲ့ဘက်ကိုသူ့ပေးထား၏ကျွန်တော်ကစာတိုက်ကြီးမှသွား၍သူ့အတန်ကိုကြားနာစေရေးအားထုတ်ကြိုးပမ်းရပါ၏အာကြီးလွမ်းနာပဲကိုကိုရာ ကူကူရောပဲပေါ့မိသင်းတို့ရှမ်းပြည်ကအေးတဲ့ကူကူတတီးတွေတော့ပေါ်တာမို့အတိနံကြိုက်တဲ့ကူကူကိုလွမ်းမိတယ်ကူကူရောအလုတ်ထဲမှာအစဉ်ပြေလာပြည့်တဲ့မိသင်းညီးကိုလွမ်းတာတစ်ခုကလွဲရင်အားလုံးပြည့်လေတယ်သူကတူတူလေးရေနေလေသည်ညံ့ညံ့တသက်ရှိလာတော့အနီရေတန်လေးကိုကျွန်တော်ဒီခုံမင်လာ၏တေးတပုတ်လိုလို စမ်းရည်စည်းတန်လိုလိုအေးအေးသက်သာရှိလာပြီတောင်းစာချက်မပြင်းနဲ့နော်ကောလိတ်လဲကောလိတ်အလျောက်ပေါ့ညီမလေးရာမပေါ်နဲ့နော်ဟုကျွန်တော်ကမှားနေလေသည်ကိုကိုရေးတဲ့မဂဇင်းတွေမှာမိသင်းစောင့်ဖတ်တယ်ဟု သူကပြော၍ကျွန်တော်သည် ရှက်ရရရပြန်၏ကြပြာသမားစာသမားကျွန်တော်ကိုသူအတိမတ်ပြုသည်ကျွန်တော်ဝါသနာကိုသူလေးစားသည်ဟုသောအတိကား ချမ်းမြေ့စေပြန်၏ဘဝ၌အတွင်တူမှသာလျင်အိမ်သူအစေးဖြစ်မည်မဟုတ်ပါလားတို့နှင့်ပတောက်တို့တစ်ကြိမ်ပွင့်ပြန်လေသည်ကျွန်တော်ကမူယခုတက်တိုင်ယာရုမတို့သည်ကျွန်တော်အောက်ကညီငယ်သည်အိမ်တော်ကြ၏အကိုကြီးအဖအရာဖြင့်ကျွန်တော်ဆောင်ရွက်ပေးရ၏အဝေးနေအမကြီးကဝေကြီးတာဝန်ယူ၏သူ့အိမ်တော်သည်ဝေကြီးပြည်စုံရာကဤသည့်အတွက်လည်း ျွန်တော်စိတ်ချမ်းသာရ၏မမကြီးသည်အမေနှင့်ကျွန်တော်ကိုလုံစွာဂရုစိုက်၏ဤတွင်ကြုံတွေ့လာရသည့်ပူပင်ခြင်းလက္ခဏာကမိသင်းထံဖုံးခေါ်၍မရခြင်းပင်စာခွေအတန်တန်ပါတော်လဲပြန်မလားစိတ်ပူရခြင်းကြောင့်လူကမလန်းဆန်းနိုင်ဖုံးမကင်နာလာသားရဲ့ မိမိကမေးသည်ဟုတ်တယ်မိမိဖုံးကညီနေပုံက ပြက်နေတဲ့အတန်ကြီးအခုတလောစာလဲမလာတော့သားစိတ်ပူနေတယ်အเจ้าတွေရှိမှာပေါ့ကွယ်အမေပြောသည့်ထိုအเจ้าเจ้าသည်ကျွန်တော်ရင်ကိုကွဲအပ်စေမိအเจ้าเจ้าမဟုတ်ပါစေနဲ့ဟုဆူတောင်းမိ၏အောင်ထက်နှင့်လည်းအဆက်တွင်မရသည်တွင်ကျွန်တော်သည်တင်းရွက်ချောင်များကျွေနေသောဟင်းလင်းပြင်ဝဲ လမ်းလျှောက်နေသူတကယ်တော့အတန်ကားကြာ၏ဘာကူမှမမြင်ရလေဘူးတိုက်ချင်းကြောင့်ပင်မန်းနေသူကဲ့သို့တီယာမဲလာပေသည်ဒီလိုနဲ့သူနှင့်အဆက်အသွယ်ပြတ်သောကိုးလာမြောက်နေဝင်တကြံသည်ဘုံစားကြီးရောက်လာ၏သူအချိန်သူခါတတ်မှတ်ထားသည့်အတိုင်၎င်းနှစ်ကကြာသောတကြံကိုမူဘုံစားကြီးဟုကျွန်တော်ကကောက်ချက်ချပါသည် ထူးခြားစွာပင်တမျက်နေ့ကမိုးရွာလေသဖြင့်တကြံကြူနေဝယ်ဗလောက်ပွင့်တို့ပင်ထက်၌ဝင်နေသည်ဆုံးဆုပ်ခဲခဲလှပခြင်းဤသူတဘာဝသည်ယခုတချိန်မှာတော့မူကျွန်တော်ကိုတက်ကြွမှုပေးမလာကြတော့ဗထောက်ပန်းများကိုဖျားလူရင်ကျွန်တော်ကိုလှမ်းကြည့်သည့်မိမိအကြည့်ကိုရင်မဆိုင်ရဲစွာမျက်နှာလွှဲမိ၏သို့တော်မနေမိမိကနောက်ကလိုက်လာလေသည် တာလီကျင်နာတနာလျင်ခေါ်တတ်သောအမိတန်ချူချူလေးကြောင့်စုံရက်လိုက်မိ၏စိတ်ကိုထိမ့်မှตายင်ကျွန်တော်ကနောက်ပြန်လှည့်လိုက်သည်ရပါတယ်မိမိတတိရတာတော့ရတာပေါ့လေမိမိတန်မှတပြင်းချတန်ပေါ်လာ၏တားကိုအငဲကောင်လေးဘာမှမပြောဘူးလားဟုမေးလေသည်ညီလေးလား မပြောပါဘူးမိမိ။ဩနွေလေယူသည်ပဒင်းပေါက်မှဝင်လာရကားပတောက်ရနံ့သည်ဝေဝဲပါလာ၏။လွမ်းရမည်လောជីနူးရမည်လောမတိသည့်ပတောက်ရနံ့ဝဲကျွန်တော်သည်တုံလုံးနေ၏။မနေ့ကသတင်းစာထဲမှပါလာတယ်။ဗျာမိ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 သည်ညီလေးပေးသွားသည့်သတင်းစာကိုလက်တွင်ကင်လာ၏။ ကျွန်တော်ဒီဒီမခုံပြဖဲငေးကြည့်နေလေသည်။ဘာများလဲမိမိဟုမေးတော်ညာမိမိသည် ပြန်မဖြေခဲ့။ตาကြည့်လိုက်။အိမ်အပြင်ကျွန်တော်တို့ channel တွင်ကပထောက်ရွက်တို့သည်စိမ့်လျက်နှင့်ကြွေကြနေကြောင်းမြင်ရ၏။အချိန်မတန်သေးပဲကြွေကြခြင်းဤစိမ့်ငါခြင်းပြရွယ်။တစုံတရာသောပယောကသည်ဤကံပင်ကန့်ညိနိုင်လာ၏။ မိုးပြေးဖြစ်ရွာခြင်းနေသောတကြံမိုးတတိုက်ကမူမိုးမရွာတတ်သည့်မြောက်ဖက်မိုးပြပြေဝဲအဆိုင်အခဲငယ်လေးဖွဲ့နေရှာ၏ရွာပါမိုးရဲ့ဟုကျွန်တော်ကပြောလေသည်လေပြင်းလျင်လဲပြင်းပါစေတော့ရွှေဝါရောင်ပန်းကဲ့သို့ကျွေလျင်လဲကျွေပါစေတော့တစားတစားတကူးနှင့်မတူလေသည့်တကူးကိုကျွန်တော်ကြောက်၍လာခဲ့ပါပြီရွှဲချောက်ကိုနင်းလျင်မိတတ်သောအတန်နှင့် စိမ့်ရွက်ကိုနင်းလျင်မိသောအတန်တို့ကမတူမှန်လဲကျွန်တော်သဘောပေါက်ခဲ့ရပါပြီ။မောင်ကျော်စွာဝင်းနှင့်မတ်တင်းများများလှိုင်တို့ဤလက်ထပ်ပြီးစီခြင်းတည်င်းလေးကတည်င်းစာဤပါနေကြမင်္ဂလာကောလံဝဲအူဥထိတ်က နေရာယူထားကြည်ဤ။သူမတောင်းမှန်လဲအလိုက်တတိခွင်းလွတ်နားလဲပေးမိကျွန်တော်စိတ်ကို သူသဘောမပေါက်၍ပဲတည်င်းစကားမှ တတိလာတိတ်ဆိတ်စွာနေခြင်းဖြင့်ခွင့်လွတ်ခြင်းကိုတောင်းခံသည်လားမူကျွန်တော်မတိတတ်နိုင်ပါကောင်းကင်သို့မော့အကြည့်မှုံပြပြမိုးသားတို့မှာမရှိပြန်တော့တခါတရံပထောက်တူကိုပန်ဆင်၍ကြံပွဲဆင်နွှဲရသည့်သူအတွက်တစ်ချိန်ကပန်ဆင်ပေးဘူးသည့်ပထောက်ဦးကိုသူတတိယနေမိဟုဆိုပါလင်ပထောက်တူကဘယ်အခါမှမအူ ဥဒူးတို့ပြောင်း၍တက်ဂရိတ်တို့များစွာဟောင်းခဲ့သည့်တိုင်ပထောက်ပန်းကသစ္စာရှိစွာလမ်းပွင့်စေပြိုစေနှုစေလက်ဆက်စေတာတကားအမှန်တကယ်သောပထောက်ဥသည်ယခုခါဝေယောင်လွှမ်းနိုင်သောခြေဦးသူ၏စံကေတာထက်ဝယ်ကျက်တည်းတင့်စွာပင် နေရာယူခဲ့ဘူးကြောင့်သူရောကျွန်တော်ရောပထောက်ပင်ကြီးပါတိကြပါလေဤ တီးခဲ့ကြပါလိမ့်ဤဟုတ်ကဲ့တခါကနှွေဝဲကျွန်တော်ဒီအချစ်ဦးကိုပဒါဦးတစ်ခက်ပန်ဆင်၍ပေးခဲ့ဘူးပါဤဆောင်းပါးလေးကတော့ဒီမှာတင်ပြီးပါပြီမြမစာပေပြိသက်ကြီးလဲပဒါဦးမဟုတ်တောင်တစ်နှစ်မှတစ်ခါသာပွင့်တဲ့ပဒေါပန်းလေးတွေကိုလဲမိမိရဲ့အချစ်ရဆုံးသောတယောက်သောသူရဲ့ကေတာအထက်မှာ ပန်ဆင်ပေးနိုင်ကြပါစေလို့နှစ်တကူအကျိုးစုမုံကောင်းတောင်းပေးလိုက်ပါတယ်။နောက်များမှာလည်းဆောင်းပါးတို့လေးတွေဝိထုတို့လေးတွေပညာပေးဇလန်းတို့လေးတွေကို အမြဲနှားဆင်ကြည့်ရှုနိုင်ဖို့မြမစာပေ YouTube Channel နဲ့ Facebook Page ကို Subscribe Follow လုပ်ထားကြဖို့တောင်းဆိုလိုက်ပါရစေ။